လူပြည်မှာဆိုလို့ရှိရင်ရုပ်ကိုမထုတ်လို့တဲ့စိတ်က10ခုပဲရှိတယ်။လူတွေမှာဆိုရင်ရုပ်ကိုမထုတ်လို့နိုင်တဲ့စိတ်က10ခုပဲရှိတယ်။ဉာဏ်နဲ့စိတ်တွေအားလုံးကရုပ်ကိုထုတ်နေတာ။စိတ်ဖြစ်လိုက်တာနဲ့တပြိုင်တည်းရုပ်ကိုထုတ်လို့ပြီးသားပဲ။ရုပ်ကိုမထုတ်လို့တဲ့စိတ်ကသက္ခုဝိညာဉ်စိတ်မြင်သည့်စိတ်သောတဝိညာဉ်စိတ်ကြားသည့်စိတ်ကာနဝိညာဉ်စိတ်နံသည့်စိတ်ဇီဝဝိညာဉ်စိတ်လျက်သည့်စိတ် ကာယဝိညာဉ်စိတ်ထိပိစိတ်ဆိုတဲ့အဲ့ဒီစိတ်၁၀ခုကတော့ယုတ်ကုန်ထုတ်လို့ဘူးစွမ်းအားနေတယ်သူတို့ကစွမ်းအားနေသည့်အတွက်ကြောင့်စကုဝိညာဉ်စိတ်ပေါ်လိုက်တဲ့အချိန်မှာသူတို့ကစိတ်ရစာယုတ်ကုန်မဖြစ်စေဘူး။ဉာဏ်စိတ်တွေကဘာစိတ်ပဲဖြစ်ဖြစ်သူတို့ပေါ်လာတာနဲ့တပြိုင်နက်ခုနကမိတောက်ကလေးပေါ်လာတဲ့အလင်းအောင်ကို ထုတ်လုပ်လိုက်တယ်လို့ပဲဒီစိတ်ကလေးပေါ်လာတာနဲ့ပဲစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလေးကပွားနဲ့ပေါ်လာတာ ဒါကြောင့်မို့လို့လူတွေကစိတ်ဆွမ်းအားနဲ့ယောဂခုစားတယ်ဆိုတာအဲ့ဒီသဘောကောင်းတဲ့စိတ်တွေကြီးများများဖြစ်ရင်ကောင်းတဲ့ရုပ်တွေထုတ်မှာပေါ့ healthy mind produce healthy body healthy mind က healthy body ကို ထုတ်လို့တယ်ဒါမှန်တဲ့သဘောပါပဲညင်နွမ်းတဲ့စိတ်တွေကညင်နွမ်းတဲ့ရုပ်ပဲထုတ်မှာပဲလေအဲ့ဒါကြောင့်မို့လို့စိတ်ထောင်းတော့ကိုယ်ချီလို့ပြောကြတာပေါ့ စိတ်ပြိုကိုနုစိတ်ထောင်းကိုကြည်ဘာဖြစ်လို့ကိုကြည်တာတော့ဆိုသူကထုတ်တာမကောင်းတဲ့စိတ်တွေကမကောင်းတဲ့ရုပ်တွေထုတ်တဲ့အခါကျတော့အဟံတိဘောဓိတွေဖြစ်လာတာပေါ့ဖြစ်လာတော့သူကညှို့နွမ်းပြီးတော့အလုံးနေတာ